ကမ္ဘာအကြီးဆုံးနဲ့အထူးတဆုံမိုးတက်တော်ကြီးဖြစ်တဲ့ဒီအမေဆုံးမိုးတက်တော်ကြီးမှာအံ့ဩစရာကောင်းပြီးလျှို့ဝှက်ဆန်းကျင်တဲ့တရဘာမျိုးစိတ်ပေါင်းများစွာရှိလို့နေပါတယ်။ဒီတော်ကြီးဟာအံ့ဩစရာကောင်းတဲ့တဘာဝအလှတွေနဲ့လည်းပြည့်နေနေတယ်လို့လူတွေကတည်လန်းပို့ပြီးနိုင်တဲ့တလိမ့်ဆန်တွေရဲ့အိမ်လေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ဒီအမေဆုံးတော်ကြီးရဲ့မှာအနည်းငယ်အရှိဆုံးလို့သတ်မှတ်ခံထားရတဲ့အကောင်၅ကောင်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ အမေဆုံးဒေါနဲ့ကြီးထဲမှာကပအန်ဒီရဲ့အရှိဆုံးလို့သတ်မှတ်ထားတဲ့ထိတ်တန်းအကောင်တွေကတော့နံပါတ်1အန်ဒါဂိုနာကပအကြီးဆုံးမွေးဖြစ်ပြီးအမေဆုံးဒေါရဲ့ထိတ်တန်းသားရဲကောင်တက်ကောင်မေဖြစ်ပါတယ်သူတို့ကအစိတ်မရှိပေမဲ့ခန္ဓာကိုယ်ရဲ့ကြီးမားတဲ့အားနဲ့ရစ်ပတ်ဖြစ်ညစ်ပြီးသားကောင်ကိုတတ်ဖြတ်ကြတာပါ လူကိုယ်ပါအေးအေးဆေးဆေးမြူနိုင်ပြီးရေအောက်မှာဘုန်းခုနေတာကြောင့်ရေထဲစင်းတဲ့လူတိုင်းအတွေ့အနှရေရှိပါတယ် ဒါကြောင့်သူတို့ကိုရည်ထဲမှာဆိုရင် အနည်းအရှိဆုံးသားရဲလို့လည်းသတ်မှတ်ထားပါတယ်။ဒီကောင်တွေဟာအရှိပီ30အထိရှည်လျားကြပါတယ်။ပီ30ဆိုတာကဘတ်စကားတစီညီပါရှိတာပါ။အလေးချိန်ကလည်းပေါင်950အထိအလေးချိန်ရှိပြီးအထီးတွေထက်အမတွေကအကောင့်ပိုကြီးကြပါတယ်။ကုန်းပေါ်မှာထည့်ရည်ထဲမှာပိုနေထိုင်လေးရှိကရေကူးတာမှာအထူးကျွမ်းကျင်ပြီးရေအောက်မှာအချိန်ကြာကြီးနေနိုင်ကြပါတယ်။သားကောင်ကိုဖမ်းဖို့အတွက် ရေထဲမှာပဲဆောင်းဆိုင်က ပုန်းခုန်နေပြီးရေလာတောက်တဲ့ငှက်တွေငါးတွေကပီဘာဘရာလို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးကြွက်ကြီးတွေနဲ့တခြားရေနေသတ္တဝါတွေအပြင်တမင်တွေကိုပါဖန်ဆာကြပါတယ်။တားကောင်ကိုကြိုက်ပြီးရစ်ပတ်ဖြစ်ညစ်ကတခုလုံးကိုမြိုချကြတာပါ။တခါမြိုပြီးရင်လဲလနဲ့ချီပြီးအစားမစားပဲနေနိုင်ကြပါတယ်။မြို့ဘွားချင်းရောက်တဲ့အခါမှာတော့အမတကောင်နဲ့အထီးများစွာဟာအဆုလိုက်အပြုံလိုက်ပေါင်းပြီးမိတ်လိုက်ကြပါတယ်။ဒီလိုမိတ်လိုက်တဲ့အဆုကို Freedom Vol လို့လည်းခေါ်ပါတယ်။အမဟာကိုဝင်ဆောင်ပြီးတဲ့နောက်သားပေါက်လေးတွေကိုအကောင်လိုက်ပဲမွေးပြီးတခါမွေးရင်15កောင်ကနေအကောင်40အထိကိုမွေးကြပါတယ်။နံပါတ်2 Giant Order ကပ္ပအကြီးဆုံးရေပြန်ဒီရေပြန်ကြီးတွေကတော့ကျက်တစ်ကိုတောင်ပြန်တိုက်နိုင်တဲ့အကောင်တွေပါ။ကပ္ပအကြီးဆုံးရေနေပြန်မျိုးစားဖြစ်ပြီးအမေဆုံးမြေကန်နဘေးတွေမှာနေထိုင်ကြပါတယ်။သူတို့ရဲ့အရွယ်အစားနဲ့ရန်လိုတဲ့သဘာဝကြောင့် မြေဝင်ပလူလူလေခေါ်ကြပါလေအောက်စုဖွဲ့နေထိုင်ပြီးပိုင်းနဲ့ကိုအလွန်ကာဝေတတ်တဲ့အကောင်တွေပါအ धिक အဖြစ်ငါးတွေကိုစားကြပြီးသူတို့နေမြေတွေဝင်လာတဲ့တခြားတိရစ္ဆာန်တွေလူတွေကိုတော့ရဲဆက်စွာတိုက်ခိုက်တတ်ကြပါလေအောက်စုလိုက်ပေါင်းပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်တာကတခြားတိရစ္ဆာန်တွေအပြင်လူတွေကိုပါတည်စီနိုင်ပါလေဘလက်ဂိမ်းမန်းလိုမိချောင်းမျိုးကတော့အောက်စုလိုက်ဝိုင်းပြီးတိုက်ခိုက်ကြပါလေအရွယ်စားကအရှိ6ပေအထိရှိနိုင်ပြီး ေါင်း90အထိအလေးချိန်ရှိကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကရှည်လျားတွေလျှပြီးခြေချောင်းတွေမှာလည်းရေရက်တွေပါရှိတာကြောင့်ရေကူးတဲ့အခါမှာလည်းမြန်ဆန်ပါတယ်။သူတို့ရဲ့ထူထဲပြီးရေလုံးနဲ့အမွှေးတွေကလည်းရေအောက်မှာနှွေးထွေးနေစေပါတယ်။သူတို့ရဲ့အဓိကထူးခြားချက်ကတော့လေပင်နဲ့ရင်ဘတ်နေရာတွေမှာရှိတဲ့ပုံစံမတူတဲ့အဖြူရောင်အကွက်တွေပါ။ဒီအကွက်တွေကလူတွေရဲ့လက်ပွေရလိုပဲတကောင်နဲ့တကောင်မတူကြပါဘူး။နံပါတ်3 Black Gaming အနှက်ရောင်ဂိမ်းမင်းမိချောင်းဒီဂိမ်းမင်းမိချောင်းတွေကတော့အမေဆုံးမြည့်ရဲ့ထိတ်တန်းသားရဲတွေတဲကတကောင်ဖြစ်ပြီးကြီးမားတဲ့ခန္ဓာကိုယ်နဲ့ပြင်းထန်တဲ့ရန်လိုမှုတွေကြောင့်နာမည်ကြီးပါတယ်အရှိ16ပေအထိရှိပြီးတချို့အကောင်တွေဆိုရင်ဘေး20လောက်အထိရှိကြပါတယ်အလေးချိန်ကပေါင်ထောင်တရာအထိရှိကြပြီးအမေဆုံးမှရှိရဲ့မိချောင်းမျိုးတွေထဲမှာအကြီးဆုံးမှာသူတို့ရဲ့နာမည်အတိုင်းပဲမင်းနဲ့နေတဲ့အရေးပြားရှိပြီးဒီအနဲ့ရောင်အရေးပြားက ညဘက်မှာပုံအောင်နေဖို့အတွက်လုံးဝအသုံးဝင်ပါလေညဘက်မှာမေးလိုက်လေရှိပြီးရေမျက်နှာပြင်အောင်မှာတိတ်တဆိတ်ပုံအောင်နေကတားကောင်အနရောက်လာတဲ့အခါကျမှရုတ်တရက်ခုန်ထွက်ပြီးတိုက်ခိုက်တာပါသူတို့ရဲ့အဓိကအစားစာတွေကတော့ငါးတွေကနုကမာတွေကပီဘာဘရာကြွက်ကြီးတွေနဲ့တခြားနှူးတိုက်သတ္တဝါတွေအနာကနာလူမွေကြီးတွေကိုပါဖန်ဆာကြပါလေသွားတွေကအလွန်ထက်ပြီးမီးယူအားကအလွန်အားကောင်းတာကြောင့်တားကောင်ရဲ့အယူတွေကိုတော့ချိန်မုံနိုင်ပါတယ် ဒီကောင်းတွေဟာလူတွေအတွက်တော့အန္တရာယ်အရှိဆုံးတံတဝါတွေကတကောက်မှာအမေဆုံးမြစ်ထဲမှာငါဖမ်းသူတွေရေကူးသူတွေနဲ့သူတို့နေမိတဲ့ဝင်ရောက်လာတဲ့သူတွေကိုမကြခဏလက်ဆွမ်းပြလေးရှိပါတယ်သူတို့ဟာလွန်လင်းမြန်ပြီးတိတ်တဆိတ်တိုက်ခိုက်နိုင်တာကြောင့်ရေထဲမှာဒီကောင်းတွေနဲ့တွေ့ဆုံခြင်းဟာသေလန့်ပါပဲနံပါတ်၄ပြည်ဝင်ဟာအသားစားငါလူတိုင်းသိကြတဲ့အတိုင်းဒီကောင်းတွေကတော့အကောင့်သေးပြီမဲ့သူတို့ရဲ့ခြုံထက်တဲ့သွားတွေနဲ့ အသားစားကျန်းနာကြောင့်နာမည်ကြီးပါတယ်။ရေထဲမှာအဆုလိုက်ပြုံလိုက်နေထိုင်ကြပြီးသွေးနဲ့ရပြီဆိုတာနဲ့သားကောင်ကိုအဆုလိုက်ဝိုင်းတိုက်ကတက်ဖြဲစားတောက်ကြပါတယ်။သားကောင်ကြီးတကောင်ဆိုရင်တော့မိနစ်အနည်းငယ်အတွင်းမှာပဲအယူပဲကျန်တဲ့အထိအသားတွေကိုစားကြပါတယ်။ချုံထက်တဲ့သွားတွေနဲ့သွေးစားတတ်တဲ့သဘာဝကြောင့်အမေဆုံးမှရှိတဲ့အနည်းအရှိဆုံးတံတားတွေကတက်ကောက်မဲဖြစ်ပါတယ်။၆လက်မကနေလက်မ20အထိရှည်လျားကြပြီး ဒီထက်ပိုကြီးတဲ့မျိုးစိတ်တွေလည်းရှိပါသေးတယ်။သူတို့ရဲ့အစာတွေကတော့တခြားငါးတွေအင်းဆက်ဘူးကောင်တွေရေထဲကျလာတဲ့ငှက်တွေနုတိုက်တဲ့ဝါတွေနဲ့တခြားတလိမ့်ဆန်တွေဖြစ်ပါတယ်။သွေးနဲ့ဆိုအရန်ချိုက်ပြီးရေထဲမှာသွေးတစ်ဆက်ကျတာနဲ့ချက်ချင်းရောက်လာတတ်ကြတာပါ။လူတွေကမကြခဏဆိုတယ်လို့တိုက်ခိုက်လို့မရှိပေမဲ့ရေထဲမှာဒဏ်ရာရထားပြီးသွေးထွက်နေတယ်ဆိုရင်တော့မလွယ်ပါဘူး။ပြီးပြီတော့ပါပဲ။မအောင်လဲဆိုရင်တော့ သူတို့ဟာသွေးနံကိုအလွန်ခံစားနိုင်တာကြောင့်သွေးထွက်နေတဲ့အခါအုပ်စုလိုက်ဝိုင်းလာပြီးတိုက်ခိုက်ကကြွကြွမြီအောင်ဝိုင်းစားကြမှာပါနံပါတ်က electric a လျှက်စင်ငရှင်ဒီလျှက်စင်ငရှင်တွေကတော့နာမည်ကငရှင်ဖြစ်ပေမဲ့တကယ်တမ်းမှာငါးတမျိုးပဲဖြစ်ပါတယ်သူတို့ရဲ့အနေနဲ့အရှိဆုံးအချက်ကတော့လျှက်စစ်ဓာတ်တွေကိုထုတ်လွှတ်ပြီးတားခေါင်ကိုတိုက်ခိုက်တာပါလျှက်စစ်ဓာတ်အားဘူ၄၀၀ကနေဘူ၆၀၀အထိထုတ်လွှတ်နိုင်ကြပါတယ် ဒီလို LSC ရွှေဟာလူတယောက်ကိုဒေစီနိုင်လောက်တဲ့အထိမပြင်းထန်ပေမဲ့ရုပ်တရက်ထိမိရင်နှလုံးခုန်ရက်တာမျိုးတော့ဖြစ်နိုင်ပါတယ်။ LSC ရွှေကြောင့်ရုပ်တရက်နှလုံးခုန်ရက်ကရင်းနစ်တာမျိုးဖြစ်နိုင်တာကြောင့်အသက်အန္တရာယ်ရှိပါတယ်။အမေဆုံးရဲ့မြေကျမ်းပြင်တွေနားမှာနေထိုင်ပြီးရေထဲမှာ LSC ဓာတ်တွေထုတ်လွှတ်တာကြောင့်ရေထဲဝင်လာတဲ့တံခါးတွေနဲ့လူတွေအတွက်အန္တရာယ်အလွန်များပါတယ်။အရှိရှိပေအထိရှိကြပြီးပေါင်း44ပေါင်အထိအလေးချိန်ရှိကြပါတယ်။ သူတို့ခန္ဓာကိုယ်ရဲ့80ရာခိုင်နှုန်းကျော်ဟာလျှက်စစ်ထက်ထုတ်လုပ်တဲ့အင်္ဂါစိတ်ပိုင်းတွေနဲ့ဖွဲ့စည်းထားတာပါဒီအင်္ဂါစိတ်ပိုင်းတွေကဘို600အထိလျှက်စစ်ဓာတ်တွေကိုထုတ်လွှတ်နိုင်ပါတယ်ဘို600ဆိုတာအိမ်သုံးလျှက်စစ်မီဘို220ထက်တောင်ပိုများပါတယ်သူတို့ဟာမျက်စိကတိတ်မမြင်ရတာကြောင့်လျှက်စစ်လိုင်းတွေကိုအသုံးပြုပြီးတားကောင်တွေကိုရှာဖွေပါတယ်တားကောင်ကိုတိုက်ခိုက်တော့မယ်ဆိုရင်ဘူအားမြင်မာတဲ့လျှက်စစ်ဓာတ်တွေကိုထုတ်လွှတ်ပြီး တားကောင်ရဲ့ကြွက်သားတွေကိုပြည့်စည်အောင်လုပ်ပါတယ်ဒီလိုလျက်စေလျှော့ကြတားကောင်ကမလုံနိုင်တော့တဲ့အခါမှသာမျိုးပါလေတော့တယ်ဒါဆိုရင်တော့ထူထက်ကြီးမပြီးစမ်းကြဲတဲ့တရဝမျိုးစုံရှိတဲ့ဒီအမေစုံဒေါနယ်ကြီးတဲမှာအနည်းရဲ့ရှိဆုံးလို့သတ်မှတ်ထားရတဲ့တလိမ့်ဆန်ငါးကောင်ရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်ကြည့်ဖို့ပြောချင်ပါရခင်ဗျာနောက်ဗီဒီယိုတွေမှာ 变声家宝贝。